မဟာဘောရီမြိုင်ဆရာတော်မိန့်တော်မူတဲ့ကဘာတလွားမှာကပေးမျိုးစုံဆက်ပြီးကြာရအောင်မဲ့အကြောင်းနဲ့ကပေးကုံမတိုင်းမုံကထွက်ပေါ်လာမဲ့မဟာလူသားအကြောင်းကိုတင်ဆက်ပေးကြပါရယ်မဟာဘောရီမြိုင်ဆရာတော်ဟာတော်တဲ့င်းလာပြင်းနေ့မနက်မှာအာယုံဆုံးဖုံးပြီး၍နိုင်ဝက်ကန်အကြောင်းမှာဆရာတော်အကြောင်းတို့ဆရာတော်ရဲ့ဥပါတိကတပည့်တကာ၃ယောက်ရောက်ရှိလာခဲ့ပါရယ် ထို့တပည့်၃ယောက်ဟာဆီယာရုံနဲ့ကျောင်းသင်ကန်းရဲ့ဝေယဝစ္စပြုပေးရန်ရောက်လာကြခြင်းဖြစ်ပါတယ်။ရခိုင်ရဲများမှလည်းပုံမှန်ရောက်နေကြဖြစ်ပြီးမထူးခြားတော့လေ။ဤနေ့တွင်ကဆီယာရုံကတမှုထူးနေပါတယ်။ရောက်လာတဲ့တပည့်တကား၃ယောက်ဟာဆီယာရုံအားရှ िख ိုးဥချပြီးနောက်ဆီယာရုံအားအဘေးအဝေယဝစ္စများအဘေးဝေယဝစ္စများပြုပေးရမလဲလျှောက်တော့မရှိပါဘူး။တကားတို့မိန့်စရာလေးတော့ရှိတယ်ဟုဆိုပါတယ်။မိန့်တော်မူပါဖះဟုလျှောက်တော့ဆီယာရုံက တကားလို့သီလတရားကိုမြဲမြံစွာစောင့်ကြပါကုသိုလ်ကောင်းမှုအမြဲလုပ်ပါဂုဏ်တော်ပွားပါမေတ္တာပို့ပါတရဏဂုံကိုအမြဲအောင်မေပါဘာကြောင့်လဲဆိုရင်ကမ္ဘာကြီးမှာကက်ဘေးမျိုးစုံကဇက်တိုက်ကြရောက်လာအောင်ပါပါကက်သုံးပါပြီတဘာဝပြီရေပြီမီပြီစစ်မှတ်ဘေးတွေကမနာတန်းကိုလာလိမ့်မယ်ဘေးအချိန်ထိလဲဆိုရင်တော့နောက်နှစ်20လောက်အထိပဲတကားလို့2040အထိလောက်ဆိုပါတော့ လူအများပြားဟာကပ်ဘေးတွေကြားထဲမှာပါသွားကြလိမ့်မယ်2040နဲ့2045လောက်မှာကမ္ဘာကြီးဟာအဆိုးတွေကင်းစင်စပြူလာမယ်ဒီလိုကင်းစင်မှုကလည်းအကြောင်းရှိတဲ့တကားတော့မမဖះဆက်လက်မိန်တော်မူပါဖះ မုံတိုင်းပြီးရင်လေးပြေးလာတယ်မလားတကတော့အခုလေ2040ကျော်လောက်အထိကံမျိုးစုံကိုလှိမ့်နေအောင်ခံစားရလိမ့်မယ်ပြီးရင်ကဘာကြီးဟာအေးချမ်းမှုစတင်လာမယ်ဘာကြောင့်လဲဆိုရင်တော့စစ်မှန်တဲ့တရားကြီးထုံးကားလာတော့မယ်အရိယာသူတော်စင်တွေလှိုင်းလှိုင်းပေါ်ထွက်လာတော့မယ်ဗုဒ္ဓသာသနာကြီးနေလောက်ပမာထိန်ထိန်သာတော့မယ် ဒီလိုတွေဖြစ်လာဖို့အတွက်လှုံ့ဆောင်ပေးမယ့်သာသနာပြုမဲ့မင်းဒူးမင်းမြတ်ပေါ်ထွက်လာလိမ့်မယ်။ထို့မင်းဒူးမင်းမြတ်နဲ့အရိယာသူတော်စင်တွေပေါ်ထွက်လာဖို့နီးတဲ့အချိန်မှာကမ္ဘာကြီးကစတင်အေးချမ်းလာမယ်။ထို့သူတို့ဤရှေ့ပြေးဖုံးကန်တွေကြောင့်ဖြစ်တဲ့2040နဲ့2045မှာကမ္ဘာကြီးအေးချမ်းလာပြီးနောက်ပိုင်း2045နောက်ပိုင်းမှာမြန်မာပြည်မှာမင်းဒူးမင်းမြတ်ဟာနန်းတက်လာလိမ့်မယ်။ထိုမင်းနန်းတက်ပြီးနောက်ကဘာကြီးမှာသာသနာပြန်ပွားထွန်းကားပြီးကဘာတလွားကလူတွေကဗုဒ္ဓတရားကိုထိတွေ့ တိမင်ကျင့်သုံးကြပြီးရင်တရားထူးရမယ့်သူတွေများလို့အရိယာတွေအများပြားထွက်ပေါ်လာကြတော့မယ်ဗုဒ္ဓဘာသာဟာကမ္ဘာအနှံ့ထွန်းလင်း၍ဗုဒ္ဓရဲ့တရားတွေပိယိတ်ပဋ္ဌာန်းတွေကမ္ဘာမှာအတန်မဆဲတဲ့အခါကမ္ဘာကြီးဟာဂေါရမဖျားပွင့်တဲ့အချိန်ကာလကလိုအေးချမ်းတာယာတော့မယ်တကားတော့ မြန်မာပြည်ဟာလည်းရုပ်ပိုင်းစိတ်ပိုင်းချမ်းသာကြွယ်ဝလိမ့်မယ်။တိုင်းပြည်ကဥစ္စာဒဏ္ဍာရီအရှင်အပေချမ်းသာမှာဖြစ်တယ်လို့လူလိမ္မာများစွာပေါ်လိမ့်မယ်။ဖះစီတီတွေလက်ညှိုးထိုးမလွယ်ရှိလိမ့်မယ်။ပြည်ရင်းပြည်ပကယဟန်တော်တွေအရိယာသူတော်စင်တွေဟာမြန်မာပြည်ထဲမှာဖွေးဖွေးလှုပ်ပေါများလာလိမ့်မယ်။ကြားသိရတာဝမ်းသာပါတယ်ဖះ။တပည့်တော်ကိုတခုမင်းလျှောက်ခွင့်ပြုပါဖះ။ဒီမင်းတို့မင်းမြတ်ဆိုသူကမွေးဖားပြီလား။ဒါမှမဟုတ်ရှိနေပြီလား။ရှိနေရင်ဘာကြောင့်မပေါ်သေးတာလဲဖះ။ မွေးဖွားပြီးတာကြာလို့ရှိနေပါတယ်တကကြီးဆရာတော်ကိုလည်းလေးချိန်တိတိလာရောက်ဖူးမြော်ဘူးပါတယ် ။ဒီချိန်ကဆရာတော်ရှမ်းပြည်ခီးစဉ်ကြွတော့ကသူကိုယ်တိုင်လာရောက်ဖူးမြော်တာဖြစ်ပြီးကြံ၃ချိန်ကသူတရားထိုင်ရင်စိတ်နဲ့လာဖူးခဲ့တာပါ။ဘာကြောင့်မပေါ်သေးလဲဆိုရင်လွယ်လွယ်နဲ့စပယ်မပွင့်ဘူးလေ။ဖះတောင်မှလေးတင်ချင်းနဲ့ကမ္ဘာတသိန်းပါရမီဖြစ်ပြီးမှဖះဖြစ်တယ်လို့မင်းတူးမင်းမြတ်ပေါ်ဖို့ဆိုတာကလည်းအချိန်နေနဲ့အချိန်ခါကြမှာရမှာပေါ့။ဒုမင်းလောင်းကလည်းအချိန်ကြရင်ပြည်သူတွေကြားမှာကိုထင်ပြပြီးအချိန်ကြရင်နန်းတက်လာပါလိမ့်မယ်။လက်ရှိမှာစူးစမ်းနေတဲ့သူလို့ဆရာတော်မြင်ထားပါတယ်။သူကိုယ်တိုင်လည်းလျှို့ဝှက်စွာကြင်ကြံ နေထိုင်နေပါတယ်။လက်ရှိလဲကူကမဟာဝိဟာရဆရာတော်အရှင်အဘိယလင်္ကာရဟာမင်းထူးမင်းမြတ်ခင်မှာနေတဆူလိုထူးခြားလာမဲ့နေတဆူလိုထင်ရှားလာမဲ့ဆရာတော်ဖြစ်တယ်လို့မင်းထူးမင်းမြတ်ရဲ့အထူးကိုးကွယ်ခံရမဲ့ဆရာတော်ပါ။မင်းအောင်ကလည်းအခုကတည်းကထိုမဟာဝိဟာရဆရာတော်ကိုကြည်ညိုနေသူပါ။ဒီဆရာတော်နဲ့မင်းထူးမင်းမြတ်ဆရာနဲ့တကားတွဲပြီးကဘာကိုထိရောက်အောင် သာသနာပြုလိုက်မယ်။အဲ့ဒီမင်းခေတ်ကိုမိဖို့ကတကားတို့စူးစမ်းပါ အဲ့ဒီမင်းခစ်ကိုမိဖို့တာတကားတို့စူးစားပါဆရာတော်ကဒီလောက်ပဲမိမ့်မယ်အဲ့ဒီမင်းခစ်ကိုတော့ဆရာတော်မမိတော့ပါဘူးအဲ့ဒီမင်းမပေါ်ခင်အထိကဘာကြီးနဲ့မြမပြည်လဲကောင်းဖို့မရှိသေးပါတကားတို့အရှင်ဖေယောအဲ့ဒီမင်းထူးမင်းမြတ်ရဲ့ဥပရိပုံတရံကဘလို့ရှိပါတယ်လေဖေယောတကားတို့အရင်ကမြမပြည်ရဲ့ဝင်ကြီးချုပ်ဟောင်းဥနုကို မြင်ဘူးလားမြင်ဘူးပါတယ်ဖေယောနောက်ပေါ်မဲ့မင်းထူးမင်းမြတ်ဟာလဲရုပ်ရည်အသားရည်ခန္ဓာကိုယ်ဟောင်းဥနုလိုခက်ဆင်ဆင်ပဲတကားတို့ အရှင်ဖေယောရှမ်းပြည်ခီးစင်မှာတွေ့ခဲ့တာဆိုတော့မင်းလောင်းကရှမ်းပြည်ကပေါ်မဲ့သဘောလားဖေယောဟုတ်တယ်တကားတော့ရှမ်းပြည်တောင်ပိုင်းကနေပေါ်ထွက်လာလိမ့်မယ်တာဒုတာဒုတာဒုပါဖေယော